ောက်ကတခါတိတ်နေရဲ့ဗျာလင်းလင်းလက်ကလေလို့မို့ဒီလိုတိဆုပ်တာတွေပေါ့ဗျာကားတွေနဲ့ဖမ်းဖမ်းမိသေးတယ်ကျွန်တော်မိသေးကြတော့ဒီတက်တက်မဲ့ဖမ်းတော့မောကျွန်တော်အဲ့မှာတိုက်ပွဲခီးစဉ်သွားရင်းနဲ့အဲ့မှာမိတဲ့ခါကျတော့ဒီဘယ်လိုရမလဲဒီလူကိုကျွန်တော်တို့ကဒီပြင်းမှုကျူလွန်တဲ့လူကိုအေးအေးယူရမှာလေပြင်းမှုကျူလွန်တဲ့လူကိုအေးမကျူဘဲနဲ့သူကဘယ်လိုရမလဲတစ်ကိုတော့ဖမ်းပြီးတော့ကျွန်တော်အဲ့မှာဒီဘတ်ဒီဝစ်သူတို့တရားသလားထင်းထင်းပါတရားသလားထင်းထင်းလို့တော့အိသနာကျော်တို့အထားခဲ့တာအထားခဲ့တဲ့ခါကျတော့ ဒီအမှုကိုရေးမယူရပဲသူတို့အချင်းချင်းနားလည်ပုံနဲ့ပြီးသွားကြတာကျွန်တော်ကျတော့ဖမ်းရတာဘယ်လိုပြောမလဲသူတို့တိုင်းရင်တက်ဖွဲ့ရလုံနေမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကဘယ်လိုတော့ပြီးတော့တော့တိုင်ရမှာဘယ်တော့တိုင်ရမှာသူတို့အားကိုလို့မသူတို့တိုင်တော့ကြရလဲအချက်လက်နဲ့တိုင်နေရပြီမဲ့တက်တက်နေတဲ့ကရနဲ့တိုင်နေရကားရောမိတာအဲ့ဒါကားမိတယ်ရဗဖိုးမိတယ်ရကားငစီးမိတယ်ဗဖိုးတက်ကတော့အခုတော့ဒီလိုသူကတန်းနှောင်ထုတ်တာဆိုတော့ဘလိုကြီးတော့မကြံတော့ဘူး ဒီအတွင်းပန်းတော့ပဲကျန်တော့တာလမ်းပြရဒီကရင်ဝင်ရတဲ့နေရာတွေကားဝင်နေရတဲ့နေရာတွေကျတော့မကြံတော့ဘူးအကောင်မထားပါဘူးအဲ့တော့အခုဘုံမြေလုံးကအဲ့မှာတွားတော့တွေးတော့ record လုပ်တော့ဒီ record ကိုဖြတ်ခိုင်းနေလေသူတို့အတွက်ဟိုဟာဟိုမကြိုက်ဘူးထားပါတော့တခုဖြစ်လို့ record ဖြတ်ခိုင်းနေအခုတရင်ဌာနကိုပြောတယ်ဘုံမြေလုံးကအချိန်နေရှင်းပြတယ်ဟိုကိုလုံချွေးအတွက်အဆင်ပြေပါမလားအဲ့တော့တွားလာတာ ဗဒမ်းလဲကျွန်တော်လဲတိုင်းပြည်တွေဒီအမှန်တရားကြီးကိုတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအမှန်တရားလို့ကျွန်တော်မဒေါ်လာကြီးလုံနေဥပမာတော့လုံးရမှာပဲဒါမှလည်းကျွန်တော်တို့အမှန်တရားအပေါ်မှာလဲအဲ့ဒီထုတ်ထားတဲ့ကြင်ညာချက်မှာဘာတွေပါလဲဟိုပြောပြလို့ရလားအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အလောင်းတော်ကပ္ပကျိုးဝိုင်းနေကတရင်38ကတစ်ခိုးထုတ်တဲ့အခြေအနေကို BNRA မှဘုံမျက်လုံးဖော်ထုတ်လိုက်တဲ့ရုပ်တံနဲ့အတူမြန်မာနဲ့နေဆက်မှာ အမျိုးမီမတိလေရင်တွေ့ရှိလို့ကြားဖြတ်ဟန်တာဖို့ဆဲ6ကိုထိုင်းလီတက်စီလွတ်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။မြန်မာနိုင်ငံနဲ့နယ်စပ်နားမှာအမျိုးမီမတိလေရင်တစည်းပြန်တန်းနေတာကိုကြားဖြတ်ဟန်တာစောင့်ကြည့်ဖို့ထိုင်းတော်ဝင်လေတက်ကတိုက်လေရင်တွေစီလွတ်ခဲ့ကြောင်းသိရပါရစေ။ထိုင်းတော်ဝင်လေတက်ဒုတိယအကြီးအကဲ ပရာပတ်စွန်ချိုင်းဒီကမေလ6ရက်နေ့မွန်လွယ်ပိုင်းမှာထိုင်းပိုင်နဲ့ထဲဝင်ရောက်ခဲ့တယ်လို့ယုံကြည်ရတဲ့လေရင်တစ်စီးကိုကြားဖြတ်ဟန်တာဖို့16တိုက်လေရင်တွေကိုဆေးလုတ်ခဲ့တာလို့ပြောကြားခဲ့ပါတယ်။အဲ့ဒီအမျိုးမီမတိတန်တရားဖြစ်ဖွယ်လေရင်ဟာမြန်မာနဲ့နယ်စပ်နာကကန်ချနာပူရီပြည်နယ်လေပိုင်နဲ့ထဲရောက်ရှိနေခဲ့တယ်ဆိုတာကိုရေဒါမှာထောက်လန်းတွေ့ရှိခဲ့တဲ့နောက်ထိုင်းတော်ဝင်လေတပ်ကတတ်မှတ်လုံထုံးလုံးကြီးတွေနဲ့အညီတုံ့ပြန်ခဲ့တာလို့သူကဆိုပါတယ်။ နက်ခွန်စာဝန်ပြည်နယ်တဲကတက်ခလိုက်မှာအခြေဆိုင်တဲ့လေးတက်စခန်းက16တိုက်လေရင်2စီးဟာဒီအခြေအနေကိုတုံ့ပြန်ဖို့ပြန်တက်သွားခဲ့ပြီးနေဆက်မှာကင်းလဲခဲ့တယ်လို့သိရပါတယ်။ထိုင်းတော်ဝင်လေးတက်ရဲ့ညင်ညာချက်မှာတော့ကန်ချန်နာပူရီလေးပိုင်းနဲ့ထဲရောက်ရှိခဲ့တဲ့လေရင်ကိုအာနာသိမ်းမြန်မာစစ်တပ်ရဲ့လေရင်လို့တိတိကျကျဆွဆွဲမထားပါဘူး။ ဒါပေမဲ့အရင်ကစစ်ကောင်စီလေရင်တွေဟာနယ်စပ်မှာဘုံကျဲတာတွေနဲ့တခြားစစ်စင်ရေးလှုပ်ရှားမှုတွေကြောင့်ထိုင်းလေပိုင်းနဲ့ထဲရောက်ရှိသွားတဲ့ဖြစ်စဉ်တွေပေါပေါက်ခဲ့မှုပါတယ်။ပြီးခဲ့တဲ့လတုန်းကလည်းထိုင်းမြန်မာနယ်စပ်နားမှာစစ်ကောင်စီနဲ့ KNU တို့တိုက်ပွဲတွေပြင်းထန်နေတဲ့ချိန်မှာစစ်ကောင်စီလေလက်ကဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့နောက်ထိုင်းရဲ့16နှစ်စီးဟာနယ်စပ်မှာကင်းလက်ပြန်တန်းခဲ့ပါတယ်။အကြောင်းအရကျွန်တော်ကိုရက်နေ့ကတို့ဒီကျွန်တော်လောင်းတော့ကရဘာကိုဖျားဖို့သွားမလို့ဆိုပြီးတော့ ဖျားဘူးဖျားဘူးတော့မလို့ဆိုပြီးတော့သူ့စခန်းကိုဝင်ပြီးတရင်ပို့တာတရင်တရင်ပို့တာအနေမှာရဒီပြစ်ပုံလေးတွေ့လာနေကျွန်တော်တစ္ဆက်တရားတွေ့လာနေဆိုပြီးတော့ဗီယိုကျွန်တော်လည်းနည်းနည်းလေးပေါ့ရတရင်ပို့ရင်ရော့ကော့ယူလိုက်တာအဲ့ဒီရော့ကော့ယူလိုက်တာသူကဖျက်ခိုင်းတာပေါ့ရကျွန်တော်မဖျက်တာမဖျက်တော့ကျွန်တော်သူကဟိုနားလေဟိုဘယ်လိုပြောမလဲသူတို့ရှိတဲ့ကကျွန်တော်ဗီယိုခိုင်းတစ်ခုဖျက်ပြီးဖျက်ပြီးလိုက်တယ်ဖျက်ပြီးလိုက်ကြဖျက်ပြီးလိုက်ကြအောင်မှအဲ့လိုမျိုးရတော့ကျွန်တော်လည်းတောင်းဟိုရိုက်လိုက်တော့ကျတော့ဒီလိုဗီယိုရော့ကော့ရိုက်တော့ကျတော့အင်မာလည်းကျွန်တော်လည်းဟိုဘယ်လိုပြောမလဲဇောင်းနဲ့ဆိုတော့လို့ဟိုရေချက်မရှိဘူးပြော ဘယ်လိုပြောမလဲရိုက်ရှင်သိမှတ်တမ်းနေနေသိရှိတာနဲ့ကျွန်တော်မှတ်တမ်းနေလိုက်တာလို့ဘာညာပြောပြီးတော့ကျွန်တော်တောင်းပန်လိုက်တာတောင်းပန်ပြီးမှကျွန်တော်တို့အားဆိုရင်လို့ဒီလိုဒါတရုံးဝပွေနေလို့ဟိုအလောင်းတော်ကိုတွားလို့ရည်လားလို့ပြောတာပြောတော့မှရပြီတဲ့အဲ့ဒါဆိုလည်းရပြီဆိုတော့ကျွန်တော်ကအလောင်းတော်ဘက်ကိုတွားတာတွားတော့မှသူ့စကမ်းပြည့်ကနေဖြတ်သွားလေသူ့စကမ်းပြည့်ကနေဖြတ်တော့တော့မှဘယ်လိုလုံးဆိုဆိုင်ကအဲ့နာမှာကျွန်တော်ဆိုင်ကပြက်တာကျွန်တော်ရဲဘော်ဆိုင်ကပြက်တော့ကျွန်တော်မှအားလို့အလောင်းတော်မတော်တော့ကွာလို့ငါတို့စကမ်းပြက်တော့မယ်ဆိုပြီးကျွန်တော်စကမ်းကမဟုတ်ဘူးကောမယ်စကမ်းတစ်ခုရှိတယ်အဲ့စကမ်းကိုတွားတော့မှ ဒီ၁၀နှစ်ကြာတော့၁၀နှစ်မနက်စကြာတော့ဒီညတော့ငါတိတိထိုးချတာအတန်ကြာတာဆိုပြီးတော့ကျွန်တော်တို့ဒီလိုစခန်းနောက်တော့တွေ့တဲ့ခါကျတော့ဒီလိုစခန်းနားနေမှာတိတိထိုးချနာသူကတညကိုတစ်ကိုတညကို၄ဒိန်နောက်တစ်ရှင်းကို၄ဒိန်ကောက်တာနောက်တစ်ရှင်းကို၄ဒိန်ကောက်တော့ကြနောက်တစ်ရှင်းကို၄ဒိန်ကောက်တော့ကြတော့ကျွန်တော်ပြောတာပေါ့ညာမင်းတို့ကောက်ရင်ကောက်တယ်ပေါ့ညာလို့အဲ့မှာလူရဲဘော်ပြောတာလူရဲဘော်ကတရားကလေးထင်းထင်းရေးဆိုပြီးတော့တန်ရင်၃၀ခွန်ရရဲဘော်ဟိုမိတဲ့ခါမှဟိုကျွန်တော်ဘယ်လိုပြောမလဲဟို တိုင်းရှင်းဘယ်လဲရနည်းနည်းမန်ပါဝင်လက်ဆုံးပို့ပြောတဲ့ခါကျတော့ကျွန်တော်ဟိုမန်ပါဝင်ပြောလို့ဆိုပြကျွန်တော်အဲ့လိုလေဒီအဲ့ယူလို့ဆွဲလိုက်တာဆွဲလိုက်တာကိုဆွဲလိုက်တာကိုမှဟိုဘယ်လိုပြောမလဲမင်းတို့ဒီအားကြီးလုံးနေရမတည်ဘူးလားပေါ့လေးတာပေါ့ရဒီတည်သမားတွေကလည်းပြောတယ်ပေါ့သူတို့ဒီကိုတညာလေးတိတ်နဲ့ဝမ်းထတာလို့ပြောတယ်အဲ့လိုပြောတော့မှ तू ကမဝင်ဘူးတဲ့မတည်ဘူးလို့ပြောတာမတည်ရကောင်မင်းတို့ခေါင်းရင်းရှည်ရနေတိတိခိုးချတာတိတိတိတန်နေရဒီဒီတောင်မြင့်ပေါ်နေအောက်ကိုခိုးချတာအတန်တွေကကြားရတယ်လေကြားရတဲ့ခါကျတော့ဟိုသူတို့ဒီပတ်သက်ဝမ်းထလို့ပတ်သက်ဝမ်းထရင် तू ကဖမ်းတယ် သူကဝင်ရင်ဝင်ရင်လေးတိတ်မဝင်ဘူးဆိုရင်ငါးတိတ်ပြရတယ်အဲ့ဒါနေမှာဖမ်းလိုက်တဲ့ခါကျတော့ဟိုကျွန်တော်တို့ကပြောတာပေါ့ကြာဒီရက်ဘောဒီလိုလိုမင်းတို့ကောင်တွေဟိုအရင်တည်းကထင်းထင်းရဲ့လေလို့မင်းတို့ပဲလှုပ်ရှားနေကြတာလို့မင်းတို့ပဲပြည်သူတွေကမွဲလာပြီလို့ကျွန်တော်အဲ့လိုပြောတာအဲ့လိုပြောရင်းနေမှာဟိုလိုမျိုးအဆင်ပြေတော့အိုင်ညာတယ်အဲ့လိုပြောရင်းနေမင်းတို့အဲ့လိုလုံးနေလို့မို့ဒီပြည်သူတွေကပြောတာပဲဟိုလို့တောင်ကြီးရတာကုန်းနေရဒေါ်လာကြီးကဘာမှခင်းမရောက်ဘူးလို့ပြောနေရတယ်အဲ့လိုပြောလိုက်တော့မှဒီကျွန်တော်အဲ့လိုမျိုးပြောလိုက်တော့မှသူ့ကိုတောင်းပန်လိုက်ပါတယ်ကျွန်တော်လည်းအဲ့လိုအိမ်ဆွဲလိုက်တော့လက်လွန်တော့တာ အဲ့လိုအဲ့ဒီမဲ့ဆိုရတာကျန်တာမပါဘူးအဲ့ဒါဟိုမှာတောင်းမှပြကျွန်တော်လည်းအေးဆေးဖြစ်သွားပြီဆိုပြီးတော့ကျွန်တော်ရဲဘော်ဒီနဲ့စိုင်းကျင်နဲ့သူတို့လမ်းကနေရဲဘော်ဒီကအဲ့ဘက်ကနေတော့လာကျွန်တော်ဖြက်လမ်းကနေအောက်ကနေဆင်းလာစိုင်းကျင်လာမှာဆိုလို့ဆိုပြီးတော့အဲ့ဒါမှနောက်ဆုံးကျန်တဲ့နှစ်စီးကိုခြေဆုံးစီးတွေကိုမဖမ်းမနဲ့နောက်ဆုံးစီးကျမှသူကတားထားလိုက်တာတားထားလိုက်တော့ကျတော့ကျွန်တော်လမ်းမီဆက်တွေ့တာပေါ့ညာဆက်တွေ့တဲ့ခါကျတော့ဘယ်လိုပြောရအောင်ဆိုတော့ဟိုအရမ်းမင်းတို့ထဲအကြီးတန်းရရတယ်ဆိုလို့ကျွန်တော်လူကြီးတွေလွတ်လိုက်တာလူကြီးတွေလွတ်လိုက်တဲ့ခါကျတော့သူကမင်းမင်းလာမှရမှာပဲအဲ့ဒါရင်းလို့ကျွန်တော်တော့မလာနိုင်ဘူးလို့ ဟိုခမရုပ်လဲခမရုပ်လုဆရာချီအလုပ်ပေါ်ရာလို့ကျွန်တော်လဲကျွန်တော်လုဆရာချီအလုပ်မှာလို့အဲ့လိုပြောလိုက်တာအဲ့လိုပြောလိုက်တဲ့ခါကျမင်းညနေ6နာရီလောက်ကျတော့ဂျဲဘော်ဒီကိုတော့ပြန်လွတ်ပေးတယ်ခန်းကိုတော့တိတ်ထလိုက်တာပါရီကန်ပါရီကန်တက်လက်တိတ်ထလိုက်တာအဲ့လိုအဲ့လိုပဲဂျဲဘော်ဂျဲဘော်ဘယ်နှစ်ယောက်လဲ2ယောက်လားဂျဲဘော်ဟိုဟာ2ယောက်တက်လက်ဟိုအဲ့တော့တနက်ပဲပါသွားတာပေါ့အခုဂျဲဘော်တွေကတော့ပြန်ရပြီပေါ့ဟုတ်တယ်ရဲဘော်တွေကပြန်ရတယ်တနက်ပဲပါတော့တာဟုတ်ပြီအဲ့တော့အဲ့ဒါတခုပဲခုနကတစ်ထုတ်တဲ့ကိစ္စလည်းနည်းနည်းသိလို့ပါတစ်က အဲ့ဒီမှာကအခုလိုမျိုးဒီထုတ်ဖို့အတွက်ကိုသူကဘလူးစီမီစီကန်နေရှိလဲဟိုအခုထုတ်တာပါဖပါကဖထုတ်တယ်ဆိုတော့သူတို့မှာဘလူးစီမီစီကန်နေရှိလဲအဲ့ဒါသိလားသူတို့မှာစီမီစီကန်နေရှိတာကတော့ဒီသူတို့ဒီစီမီစီကန်နေတာကျွန်တော်စီမဲဆာရွက်ရှိတယ်ကြာသူစီမီစီကန်နေတာဘာအကြောင်းပြပြနေနေမှတစ်ထုတ်ပိုင်ခွင့်မရှိဘူးလို့သူကပြောထားတယ်ကြာပြောထားတယ်မှာသူတို့ကိုယ်တိုင်ပဲဒီတစ်ကိုထုတ်တယ်ကျွန်တော်တို့ကဘယ်တော့တိုင်ရမလဲကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်တစ်နှစ်လောက်ကတစ်ခါတိတ်နေရကြာ လင်းလင်းလက်ကလေးလိုမျိုးတိုးတိဆုပ်တာတွေပေါ့ညာကားတွေနဲ့ဖမ်းဖမ်းမိတယ်ကျွန်တော်မိတယ်ကျတော့ဒီတက်တက်မဲ့ဖမ်းတော့မောင်ကျွန်တော်အဲ့မတိုက်ပွဲခီးစင်သွားရင်းနဲ့အဲ့မိတဲ့ခါကျတော့ဒီဘယ်လိုပြမလဲဒီလူကိုကျွန်တော်တို့ကပြင်းမှုကျူလနဲ့လူအေးယူပါမှာလေပြင်းမှုကျူလနဲ့လူအေးမကျူဘဲနဲ့သူကဘယ်လိုပြမလဲတစ်ကိုတော့ဖမ်းပြီးတော့ကျွန်တော်အဲ့မဲ့ဒီဘတ်ဒီဝစ်သူတို့တရားတော်ထင်းထင်းပါတရားတော်ထင်းထင်းလို့တော့အိသနာကျော်တွေအထားခဲ့တာအထားခဲ့တဲ့ခါကျတော့ဒီအမှုကိုရေးမယူရပဲသူတို့ချင်းချင်းနားလည်ပုံနဲ့ပြီးသွားကြတာကျွန်တော်ကျတော့ဖမ်းရတာဘယ်လိုပြမလဲသူတို့တိုင်းတစ်ဖွဲ့ကလုံနေမှာတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီလူတွေက ဘယ်လိုတော့ပြီးတော့တော့တိုင်ရမှာဘယ်တော့တိုင်ရမှာသူတို့အားကိုးလို့မသူတို့တိုင်တော့ကြရလဲအချက်လက်နဲ့တိုင်နေကြဒီမှာတက်တည်တက်ခါရနဲ့တိုင်နေရကားရောမိတာအဲ့ဒါကားမိတယ်ရပဖို့မိတယ်ရကားနဲ့စီးမိတယ်ပဖို့တက်စီးမိရပဖို့ကအလောင်းတော်ပိုင်းနဲ့ပဖို့သူကတုံးသွဲနေတာဒီဒေါ်လာရေးကာလအတွင်းမှာအဲ့ဒီအလောင်းတော်ပတ်ပတ်တတော်ကျိုးဝိုင်းကအရင်တော့ကလည်းကြားတယ်လေဟိုတော်တော်ကုံသွားပြီမရှိတဲ့လောက်ဖြစ်သွားပြီလို့ကြားတယ်အခုကတော်တော်ကြံသေးတာလားအနေထားအနေထားကတော့သူကဘယ်လိုပြောမလဲဒီအပြင်ဘက်ကတော့တော်တော်လေးရောဘယ်လိုပြောမလဲ တုံးပုံပေါ်ရင်တော့တဘုံလောက်ကတော့ရှိသေးတယ်ဗျာဒီလမ်းဘေးကပေါ်ရကားဝင်တာကားနဲ့ကရင်နဲ့ဖောက်ဆွဲရတဲ့နေရာလောက်တော့ဟိုကြောင်ကြောင်ကြောင်ကြားတဲ့တော့ရှိသေးတယ်ဗျာဒီဖះလမ်းပေါ်ကဖះရေပြင်ပေါ်ကဟာရီကမရှိတော့ဘူးတစ်တရအခုထိုးချနေဆိုတာဘယ်ဘယ်နားမှာကြောင်ကြောင်ကြောင်ကြားလာဟိုအပြင်ပန်းမဲ့လားအဲထိုးချနေတယ်ကျွန်တော်တို့ဒီ6ပေလမ်းရဲ့ဒီဘက်မှာထိုးချနေတာ6ပေလမ်းရဲ့ဒီဘက်9မိုင်ဘက်မှာပဲထိုးချနေတာသူတို့ရဲ့နေရာတိတိကျကျဆိုရင်အဲဒီရခေါင်းပေါက်တရခေါင်းပေါက်သူတို့စခန်းရဲ့ ရှေ့မျက်စောင်းထိုးလေးပဲမထိုးချတာအောက်ကိုထိုးအောက်ကိုထိုးချတာဟုတ်အဲ့တော့ဟိုသူတို့ကဟိုတက်လာခုတ်တဲ့လူတွေကိုပတ်စံအခွန်ယူပြီးတော့ဟိုထုတ်ခိုင်းတဲ့သဘောပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါရောသူတို့ကိုယ်တိုင်လည်းကာကြီးကားငယ်နဲ့ထုတ်တာပြည်သူတွေကျတော့နောက်တစ်ချိန်ဟိုလေးတိန်တောင်းတာရာသူတို့ကြကာကြီးကားငယ်နဲ့ထုတ်တာကြပြည်သူကပြောတာပေါ့ရာဒီတောင်ကြီးကကုန်းတောင်ကြီးရတာကုန်းတာပေါ့ဒေါ်လာကြီးကခီးမရောက်ဘူးပေါ့တော့ပြည်သူတွေကပြောတာနဲ့ကျွန်တော်တို့လည်းဒီမတင်ကလာနဲ့မဟုတ်အဲ့မှာတက်စစ်တာပေါ့ရာငမန်းကြမနေ့အဲ့လိုတွေ့တွေ့ချင်းလည်းကျွန်တော်လည်းဘကော့ယူမိလိုက်တာအဲ့တော့မှဘကော့ကိုလည်းဖျက် တပုတ်လည်းဖျက်ပေါ်ရဒီဘယ်လိုပြောရမလဲကျွန်တော်လည်းလာပေါ်ရအဲ့လိုခေါ်တာအဲ့တော့သူတို့ကဘာကြောင့်ထုတ်တယ်ပြောလဲခုနကဟိုဟိုအခြေတင်ဖြစ်တဲ့ခါကျတော့သူတို့ဘာဘာကြောင့်ထုတ်တယ်လို့ပြောလဲတက်ကိုဟွာလင်းပြုတ်ဝင်မယ်လို့ဆိုပြီးထုတ်တာအဲ့ဒီပါကဖာရဲ့ဆုံးဖြတ်ချက်ပဲလားဟိုအပေါ်ကအဆင့်နေရဲ့ဆုံးဖြတ်ချက်လားဘယ်လိုလို့သိရလဲအပေါ်အဆင့်နေရဲ့ဆုံးဖြတ်ချက်ကမပါဘူးကြာသူရဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တန်းထုတ်တာအပေါ်ဝင်ကြီးခန္ဓာထုတ်ပြန်ထားတဲ့စာတွေထဲမှာတော့မပါဘူးသူတို့ဒီမူပေါင်းနဲ့တီသားရွက်တိုင်းဆိုရင်ပေါ့ ။ဘာအကြောင်းပြချက်နဲ့မှတစ်ထုတ်ပိုင်ခွင့်မရှိဘူးလို့ပြောထားတာကြ။ဟောကျင်ညာချက်မှာဟုတ်တယ်ဟုတ်တယ်။အဲ့တော့အခုကြားတာအခုအဲ့ဒီမထုတ်အောင်ဆိုတဲ့ကျင်ညာချက်ထုတ်ထားပြီးတော့ဟိုထုတ်နေတာဘယ်လောက်လောက်ကြာနေပြီလို့သိရတယ်။လွန်ခဲ့တဲ့တစ်လလောက်ပါ။ဒီဒီတစ်လလောက်ကထုတ်နေတာ။ ခုမှပြန်ထုတ်တာပေါ့နော်အရင်တော့ရက်သွားသေးတာပါအဲ့တဘောပေါ့ဟုတ်တယ်ဟုတ်တယ်အရင်တော့ကဒီကျွန်တော်ပြမယ်အရင်တော့ကကဏီကဏီပဲချမ်းအနေမောထုတ်တာပေါ့ရာကျွန်တော်တို့ကဒီအလောင်းတော်ကရဘာကဖျားအာရင်မက်ပင်နဲ့အဲရင်မက်ပင်နဲ့ချမ်းတော်တော်များများပြန်နေတယ်ဒီလမ်းပေးရဒီဘယ်လိုမလဲအဓိပတိမင်းကြီးဒီတော့မကြံတော့ဘူးပေါ့ရာတော်တော်များများကြံနေရဒီဘက်ကတော့အခုတော့ဒီလိုသူကတန်းနှောင်ထုတ်တာဆိုတော့ဘလိုကြီးတော့မကြံတော့ဘူးဒီအတွင်းမှန်းတော့ပဲကြံတော့တာ လမ်းပြဒီကရင်ဝင်ရတဲ့နေရာလေးကားဝင်ရရတဲ့နေရာလေးကြတော့မကြံတော့ဘူးအဲ့တော့အခုဘုံမြလုံးကအဲ့မှာတွားတော့တွေ့တော့ record လောက်တော့ဒီ record ကိုဖြတ်ခိုင်းနေလေသူတို့အတွက်ဟိုဟာဟိုမကြိုက်ဘူးထားပါတော့တခုဖြစ်လို့ record ဖြတ်ခိုင်းနေအခုတရင်ဌာနကိုပြောတယ်ဘုံမြလုံးကအချိန်နေရှင်းပြတယ်ဟုတ်ကုတ်လုံချိုးရေးအတွက်အဆင်ပြေပါမလားတွားလာတာဘယ်တမ်းလဲကျွန်တော်လည်းတိုင်းပြည်အတွက်ဒီအမန်လျားကြီးကိုတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအမန်လျားလို့ကျွန်တော်ဒေါ်လာကြီးလုံနေပထမတော့လောက်ရမှာပဲဒါမှလည်းကျွန်တော်တို့အမန်လျားအပေါ်မှာလည်း အဲ့ဒီထုတ်ထားတဲ့ကြင်ညာချက်မှာဘာတွေပါလဲဟိုပြောပြလို့ရလားအဲ့ဒါကိုမက်ဆေ့နဲ့ဇာတ်ရွက်တွေပို့လို့ရလားဟောရရတက်တက်တက်ပို့လိုက်တက်တက်ပို့လိုက်အဲ့တော့အားကြီးဆိုတော့ဟုတ်ပြီဟုတ်ပြီကျွန်တော်အဲ့ဒါကိုတက်တက်ဟိုဖတ်ပြီးဟိုကလုံမယ်အဲ့တော့အခုဘုံမြေလုံးတို့ရဲ့သဘောထားပေါ့နော် BNN တွေရဲ့သဘောထားဟောဒီတစ်တင်နဲ့ပတ်သက်ရင်ဘယ်လိုသဘောထားရှိလဲဒီတစ်တော်နဲ့ပတ်သက်ရင်ကျွန်တော်သဘောထားကဒီလိုပြောလို့ပေါ့ညာလေရင်ပြည့်ဝမှာဆိုရင်တော့ကျွန်တော်လည်းသဘောမကြောက်ဘူးသဘောကြတယ်ဒါပေမဲ့သူက ဟိုလေးမစင်းဟိုတော့သူကစင်းရုံတွေဘာတွေဘာတွေစင်းတွေဘာတွေကိုကောက်စစ်လို့ရတယ်ပေါ့ယာသူကစင်းရုံကိုဖြောင်းတာမဟုတ်တစ်ကိုဖြောင်းတာကြကျွန်တော်တို့ဘာတော့ဆီရမှာတစ်ပင်နေလိုက်တစ်ပင်နေလိုက်ပြီးတော့အငုတ်ကြီးအောင်လေသူကငုတ်တွေဘာဘခုနဲ့နှုတ်လိုက်တာဆိုတော့ကျွန်တော်တို့ဘာတော့လောသွားမှာလဲဒီတတော်ကိုသူစောက်ချက်ကြည့်ရမှာကပတ်ကပ်ပါတွေတောင်းဝင်ပဲလားဟို BNR တွေတော့တောင်းဝင်ရှိလားဘုံမြလုံးရောဘယ်လိုပြောပြမလဲယာတောင်းဝင်ကတော့ကျွန်တော်တို့အားလုံးကတော့တောင်းဝင်ရှိတာပေါ့ယာဒီလောင်းတော့ကတော့ဗာကျွန်တော်တို့မှာတဘာဝအပြပြရှိလို့ဒီဥစ္စာပဲရှိတာဟုတ်ယာ အဲ့ဒီတတော်ချိုးဝိုင်းကြီးအခုကဟိုစစ်ကောင်စီလက်အောင်မှာမဟုတ်ဘူးလေဒီတော်လိုင်းအဖွဲ့တွေအလောက်မှာဆိုတော့ဘယ်သူကတာဝန်ယူထားရလဲဒီချိုးဝိုင်းကိုအခုလောဆယ်ကအခုလဲလောဆယ်ယူဆတာတိုင်းရင်း36ကတာဝန်တာဝန်ယူဆတာဟိုကိုက UNG MOD အောက်ကဟုတ်တယ်ဟုတ်တယ်တိုင်းရင်း36အဲရင်းမှုရင်းမှုကကိုကိုမြင့်ကြိုင်နဲ့ရင်းမှုနာမည်အဲ့တော့သူကအကြောင်းကြားရောအခုတစ်တစ်ထုတ်နေလို့သွားအကြောင်းကြားရောမရနိုင်ဘူးလားသူတို့ကိုကိုတိုင်းထုတ်တာရအဲ့ဒါကြောင့်သူကိုကိုတိုင်းထုတ်ဟုတ်တယ်ရ BNR ရအောင်ဝင်ရောက် support ကရှိလားဒီ TikTok နဲ့ပတ်သက်ရင်တိတ်တိတ်ဆောင်ဆောင်မှုမှာ ထင်းထင်းဆောင်းဆောင်မှာကျွန်တော်တို့ပြည်သူတို့ဇာတ်ထုတ်ပြန်တာတော့ကျွန်တော်တို့ပြည်သူဒီလိုလိုတစ်ထုတ်ထုတ်တယ်လို့ပါဆိုရင်ကျွန်တော်တို့ပြည်သူရဲ့ရက်ကနေနဲ့လည်းဖတ်နိုင်ွယ်ရှိတာပေါ့ညာဒီလိုမျိုးနေကြကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်အဲ့မှာနေရတဲ့ရေချက်ကအဲ့မှာကိုကျွန်တော်တင်နိုင်ွယ်ဖွင့်မယ်လို့ဆိုပြီးတော့နေတာတခုရှိတာကတော့အခုတစ်ထုတ်တယ်ပေါ့နော်ဟိုအများကြီးထုတ်တာတော့မကောင်းဘူးပေါ့ဒါပဲဖြစ်ပေါ့ဒါပေမဲ့ထုတ်တဲ့နေရာမှာအခုကဟိုခုနတစ်ထုတ်တဲ့လူကလာတယ်ကိုကအခချင်းငွေယူတယ်ဆိုတော့ဟိုဝင်းငွေတစုံတရာရတာပဲမဟုတ်ဘူးလားဟိုလာထုတ်တဲ့လူတွေအတွက်လည်းဟိုဟိုစီးပွားဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဘက်ကကြည့်ရောအဆင်မပြေဘူးလား ဒီလိုပေါ့ရပြည်သူတွေအနေနဲ့ကျတော့အဲ့ဥစ္စာကိုဘယ်လိုပြောမလဲသူလုံနေရပုံစံမျိုးနဲ့ကျွန်တော်ဒီ၃နှစ်ကျော်၄နှစ်ပန်းကြီးရောက်တာကြီးလေအဲ့လုံနေရနဲ့ပတ်သက်တာဟိုကိုုံးနေရနဲ့ဟိုငွေတွေရနေရကလည်းတော်လန်ကြီးကသူသူပိုင်ဆိုင်မှုပေါ့ရလက်နဲ့အင်အားလက်နဲ့အင်အားလည်းမရှိဘယ်လိုပြောမလဲဒီတိုက်ခိုက်ရေးပိုင်းမှာလည်းမရှိမရှိတဲ့ခါကျတော့ပြည်သူကပြောလာတာပေါ့ရဘယ်လိုပြောလာအောင်ဆိုတော့တောင်ကြီးရတာကိုုံးတာပေါ့ရတောင်ကြီးရတာကိုုံးတာတော်လန်ကြီးကဘာမှအဖြေမရောက်ဘူးသူအခုဝဲထားတဲ့ဥစ္စာဆိုရင်ကျွန်တော်တို့ LG ကချထားတဲ့ ခံရလွယ်နေတဲ့ကိုပိုင်ခံဟိုလိုတက်တက်ဒီရရတဲ့ပတ်စံနဲ့ငွေဝင်နဲ့ဝဲထားဆိုတာမရှိဘူးအဲ့တော့အခုအချိန်လေး BNN နေနေနဲ့ဘာတွေလုပ်ဖို့ရှိလဲသူတို့နဲ့ညှိနှိုင်းမလားတင်မထုတ်ဖို့ပြောမလားနောက်သူတို့နဲ့ပတ်သက်တဲ့အထက်ကိုပြောပြဖို့ရှိလားဘာတွေလုပ်ဖို့ရှိလဲကျွန်တော်တော့ထပ်မထုတ်အောင်လို့ပဲညှိနှိုင်းနေတာကြဟိုအထက်ကိုတင်ပြမယ်ဆိုလဲကျွန်တော်တို့ကဘယ်လောက်တင်ပြတင်ပြဘယ်လောက်တင်ပြတင်ပြအချက်လက်နဲ့ထောက်ပြထောက်ပြသူတို့ကဘာရေးယူပိုင်ကောင်မှမရှိကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အရတအနေနဲ့လဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲတော်လိုင်းဓမ္မအနေနဲ့လဲထိမ့်သိမ့်ထိမ့်သိမ့်နေတာပဲတည်တာ ဗီယန်နာနေရဲ့သဘောထားကိုတခုတော့ထပ်ပြောပြပါဒီတစ်တော်ကျိုးဝိုင်းနဲ့ပတ်သက်ရင်ဗီယန်နာနေရဲ့ချထားတဲ့ဟိုသဘောထားစီကန်းဆိုရင်ဘာဖြစ်မလဲဗီယန်နာရဲ့သဘောထားဆိုရင်တော့တစ်ထုတ်ပိုင်မှမရှိဘူးပြကိုပိုင်ငွေလည်းလောက်ပိုင်မှမရှိဘူးဒီလိုမလဲတက်တွန်းစီပွားရေးလည်းလောက်ပိုင်မှမရှိဘူးဟုတ်ပြီပုံမြန်လုံးကျေးဇူးတင်တယ်လေအခုဖြစ်တဲ့အခြေအနေလေးရှင်းပြလိုက်တွေ့နော်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့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 ဟုတ်ပါပြီလို့ကြီး